လူတွေမှာကျွန်တော်တို့တရားနဲ့တရားနဲ့ချိတ်ဆက်တော့မယ်စကားပြောဆိုတော့မယ်ဆိုလို့ရှင်တို့ရဲ့ communication ပုံစံလေးတွေရှိတယ်ပေါ့နော်အဲ့တော့လူတယောက်နဲ့တယောက်ကြားထဲမှာ communication ကအရေးကြီးမယ်လို့ထင်လားကျွန်တော်တို့ဒီနေ့ video မှာတော့ဘယ်လိုမျိုး communication style တွေရှိတယ်လဲဆိုတဲ့အကြောင်းအရာလေးတွေကိုပြောပြပေးတော့ပါမယ်မင်္ဂလာပါကျွန်မကတော့စိတ်ကျမကြီးနဲ့ပတ်သက်ပြီးတော့မှအသိပညာဝဋ်ထုတာတွေကိုမျှဝေပေးနေတဲ့ဒေါက်တာဆီလင်းထွက်မှဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်မကလူတွေမှာရှိတတ်တဲ့ communication style ၃မျိုးကိုပြပြပေးသွားမှာဖြစ်ပါတယ် โอเคကျွန်တော်စကြည့်မယ်ဆိုလို့ရှိရင်တော့နံပါတ်1ကကျွန်တော် aggressive communication style ။နောက်နေတယောက်နဲ့ communicate လုပ်တဲ့ခါကြလို့ရှိရင်အဓိကအားဖြင့်ကတော့ကိုကအနိုင်ပိုင်းခြင်းနဲ့သဘောနဲ့ပြောဆိုဆက်ဆက်တဲ့ပုံစံမျိုးပေါ့နော်။ဘယ်လိုပုံစံမျိုးတွေပါလာလဲဆိုတဲ့ခါကြတော့စကားပြောဆိုတဲ့နေရာမှာလေသံတွေကပို့ပြီးတော့မှကျဲလာတယ်။ပြီးတော့ဒေါသတန်တွေပါလာတယ်။စကားပြောဆိုတဲ့စကလုံးရွေးချယ်မှုတွေမှာလည်းကြမ်းတမ်းလာတာတွေတွေ့တယ်။အဓိကအားဖြင့်ကတော့ပါလဲဆိုလို့ရှိရင်တစ်ဖက်လူနဲ့ကိုနဲ့ပြိုင်ပြီးတဲ့ခါကြမှာပြောပြီးဆိုလို့ရှိရင်ကိုနိုင်မှုအရေးပဲ။ဒီ conversation မှာကိုနိုင်သွားဖို့အတွက်ဆိုပြတဲ့ခါကြတော့ပြုပြောဆိုတဲ့ပုံစံပေါ့နော်။အဲ့တော့ခုနကလို့စကားပြောဆိုရရတယ်ဒီလို ့ရှိသလိုကျမတို့အပြုတ်မူပိုင်းဆိုင်ရာမှာဆိုလို့ရှိရင်ကြတော့လေဒီကြမ်းတမ်းတဲ့အပြုတ်မူတွေပေါ်လာတာပေါ့ဥပမာပစ္စည်းတွေကပောက်တာပုံစံမျိုးတွေပေါ့ဒီလိုပုံစံမျိုးပေါ့ဒေါသထွက်လာလို့ရှိရင်ပေါ့ဒါကတော့ aggressive communication style ပေါ့နောက်တစ်ခုကကြပါလဲဆိုရတဲ့အခါကျတော့သူနဲ့လုံးဝပြောင်းပြန် passive communication style ဒါချက်တော့ဘာမှမပြောတာသူ့အမြင်တွေဘလို့ရှိတယ်သူဘလို့မျိုးယူဆရတယ်ဒါသူဘလို့မျိုးခံစားရတယ်ဘာမှမပြောဘဲနဲ့ဟို people pleasing behavior လို့ခေါ်တယ်တခြားလူရဲ့ ိုလိုချင်တဲ့ပုံစံတိုင်းကိုပဲလိုက်ပြီးတဲ့ခါကျတော့မကောင်းကျင်ပေးတယ်လိုက်ပြီးတဲ့ခါကျမပြောဆိုပြုမှုပေးတဲ့ပုံစံမျိုးပေါ့နော်နောက်ပြန်ကြည့်မယ်ဆိုရင် aggressive ဆိုတဲ့ကျမတို့ဟိုကိုနိုင်မှုအတွက်ပဲကိုအတောက်ရှိတဲ့တင်ပြီးတဲ့ခါကျမှ selfish ဖြစ်တဲ့လူတွေကိုဟို communicate လုပ်တဲ့ပုံစံမျိုးရှိတယ် passive ကကျတော့လုံးဝကိုရဲ့အကြောင်းအရာနဲ့ကိုရဲ့အထင်အထင်မြင်နေဘာမှမပြောဘူးအကုန်လုံးငြိမ်ခံပြီးတဲ့ခါကျမှသူများစိတ်တိုင်းကြတာပဲလိုက်ပြီးတဲ့ခါကျမှလုပ်ပေးတဲ့ပုံစံမျိုးရှိတယ်ပေါ့နော်ဒီနောက်ခုလုံးဝကျမတို့အတွက်ကိုဟို healthy ဖြစ်တယ်ကောင်းမွန်တဲ့ ဆက်ဆံရေးတော့မဟုတ်နေပြန်ဘူး aggressive ကြတော့လေဥမာစကားပြိုင်ပြောရတဲ့အချိန်မှာသူ့ဘက်ကနိုင်ကောင်းနိုင်သွားလိမ့်မယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတဲ့အခါကျတော့သူ့နဲ့စကားပြိုင်ပြောတဲ့လူနဲ့ကြားထဲမှာရှိနေဆက်ဆံရေးပြတ်တောက်သွားတာမျိုးတွေတင်းမာမှုတွေဆိုတာဖြစ်လာတယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့အဲနောက်တစ်ခုကကျတော့ဒီ passive ပေါ့ passive ဆိုတာဘာမှမပြောဘဲနဲ့ငြင်ခဲတဲ့အပိုင်းကကျတော့လေကြားလာတာဘာလဲဆိုတော့သူကသူ့ရဲ့အထင်အမြင်တွေမပြောတော့တစ်ဖက်လူကနေပြတဲ့အခါကျမှအော်တော့ငါဘာပဲပြောရတယ် သူ့တော်ပြီးကြမလို့ဘူးငါတို့ကဒါဆိုဒါပဲ तू ကဘာမှ तू ထွန်းတက်မှာမဟုတ်ဘူးဆိုတော့ခုကိုဘာဖြစ်လာလဲဆိုတဲ့အခါကျအာမလို့အာများစိတ်တွေဖြစ်လာတယ်တိတ်ငယ်တဲ့စိတ်တွေဖြစ်လာတယ်ကိုယ့်ရဲ့ဟိုထင်မိမစချက်ကိုမပြောရဲဘူးပေါ့နော်တခါတလေကြလို့ရှိရင်လဲ remorse လို့ခေါ်တယ်ဟိုမုန်းတီးမှုတွေစပြီးဖြစ်လာတယ်ပေါ့နော် ငါ့ကိုတော့မှယူမဆရာကောင်းလားငါဖားလို့ချင်တာလေးတွေတော့မမေးမမေးရကောင်းလားဆိုရက်ဒီဒေါသပေါ့နော်စိတ်တိုတယ်ပေါ့ဒီလိုမျိုးတွေဖြစ်လာတယ်လေပေါ့အဲ့တော့ကြည့်မယ်ဆိုလို့ရှိရင်ခုနက aggressive ရောနောက်တစ်ခုကကြတော့ passive ရောနှစ်ခုလုံးကတော့တကယ်တော့ healthy ဖြစ်နေတဲ့ communication ပုံစံမျိုးတော့မဟုတ်နေပြန်ဘူး healthy ဖြစ်တဲ့ communication style ဆိုတော့ရှိအောင်မလားပေါ့နော်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်တော့ရှိတယ်ဒါကြတော့ဘာလဲဆိုတဲ့အခါကျ assertive communication style လို့ခေါ်တယ်ဘာလဲဆိုတော့ကိုယ့်ရဲ့ထင်မြင်ယူဆချက်ကိုယ့်ရဲ့ယုံကြည်ချက်တွေဒါတွေအကုန်လုံးကိုပွပွင့်လင်းလင်းနဲ့ကျမတို့တစ်ဖက်လူလဲနားထောင်လို့နားဝင်လွယ်အောင်ပြောတဲ့ပုံစံမျိုးပေါ့ assertive communication style သုံးချက်အပြင်စိတ်ထဲမှာရှိနေတဲ့ကိုယ့်ရဲ့ခံစားချက်တွေကိုလည်းပြောပြခွင့်ရတယ်ပြီးတော့တစ်ဖက်လူကိုလည်းကျမတို့ကဟို respect တခုထားပြီးတဲ့အခါကျမပြတ်နားထောင်ပြီးတယ်ပေါ့နော် assertive communication က legit လို့ရတယ် ဟို skill တစ်ခုဖြစ်တယ်ပေါ့ assertive communication ကျွန်တော်တို့ဘယ်လိုလေ့ကျင့်လို့ရအောင်မလဲဆိုတော့ဒီနေ့မှာကျွန်မက assertive communication လေ့ကျင့်လို့ရတဲ့နည်းလမ်းလေးကြီးလည်းပြပြပေးသွားပါမယ် assertive communication ကကျွန်တော်တို့ဘယ်လိုနည်းလမ်းနဲ့လေ့ကျင့်လို့ရလဲဆိုလို့ရှိရင်နံပါတ်1ကကျတော့ i statement ကိုသတိရမယ်ပေါ့နော်ကိုပေါ့ကျွန်တော်ကျွန်မကိုကိုနဲ့ပတ်သက်တဲ့အကြောင်းအရာပေါ့အဲ့တော့ဒါတွေမပြောခင်မှာကျွန်တော်တို့မြင်းမြင်းစဉ်းစားထားရမှာ communication ဆိုတာ one way communication မဟုတ်ဘူးကျမတို့စကားအပြောအဆိုဆိုတာရှိတယ် ကျမတို့ပြောပြရင်လည်းတစ်ဖက်လိုပြန်ပြောရင်ကျမတို့ပြန်နားထောင်ပြရမယ်အလဲလေးရှိတယ်ဒါလေးကိုကျမတို့သတိထားရမယ်ပေါ့ကိုကြီးပဲပြောမယ်သူများပြောတာဘာမှနားမထောင်တာမျိုးတော့လို့လို့မပြရဘူးကျမတို့တေချာလေးပြန်နားထောင်ပြမယ်ပြီးတော့နောက်တစ်ခါကျတော့ကျမတို့လေတန်ပေါ့နော်ပြောမယ်လေတန်လေတန်ကလည်းအရင်ကျဲလွန်းတာမျိုးတွေပြီးတော့ဒေါသတန်ပါတာမျိုးတွေမဖြစ်ရဘူးပြီးတော့ကိုကိုယုံကြည်ချက်မရှိတဲ့လူတွေကြလို့ရှိရင်ကြတော့လေစကားတူတူလေးပြောတာမျိုးပေါ့နော်ဒီလိုပုံစံမျိုးလည်းမဟုတ်အောင်ပေါ့ နောက်တစ်ခါကျတော့ခန္ဓာကိုယ်အပြုအမူပုံစံမျိုးပေါ့ခန္ဓာက aggressive ဆိုလို့ရှိရင်ကြဒေါသတွေထွက်လာတယ်ဒေါကြီးမောကြီးဖြစ်လာတဲ့ပုံစံမျိုးတွေမျက်နှာကြီးတွေကဟိုကြင်ကြင်တန်းတန်းဖြစ်လာတာမျိုးတွေအဲ့လိုမျိုးလည်းဖြစ်တယ်မဟုတ်ဘူးနောက်တစ်ခါကျတော့ passive ဆိုလို့ရှိရင်ကြလည်းကိုယ်ကိုယုံကြည်ချက်မရှိတဲ့ပုံစံမျိုးကြောက်နေသလိုပုံစံမျိုးတွေအားနာနေသလိုပုံစံမျိုးတွေဒီလိုမျိုးလည်းမဟုတ်ဘဲနဲ့ကျမတို့ကဒီရဲ့ဟိုဒီဒီရင်ဘက်လေးကိုဖွင့်ထားမယ်ပေါ့ဒီခါကြောလေးကိုမမတ်လေးထားမယ်ပေါ့ ပြည့်ရခါကြလို့ရှိရင်စကားပြောတဲ့လေတန်းရဲ့ပြီးတော့တုံးအနေအမြင့်ကလည်းကျွန်တော်ပုံမှန်တိုင်းလေးပဲပြောနိုင်တယ်ဆိုလို့ရှိရင်တော့ပိုကောင်းတယ်ဒါပေမဲ့ဒါကကျွန်တော်တို့ဘာလဲဆိုတော့တစ်ခါတည်းနဲ့တော့အရာအလုံးကိုဟို perfectly ပြောနိုင်မှာတော့မဟုတ်ဘူးเนาะမြင်နေတော့လေ့ကျင့်ဖို့တော့လိုအပ်တယ်လေ့ကျင့်မယ်ဆိုလို့ရှိရင်လည်းဟိုမှန်ကြည့်ပြီးတဲ့အခါကျမှကိုပြောမဲ့စကားလုံးလေးကိုခေါင်းထဲမှာစီးပြီးတဲ့အခါကျမှလေ့ကျင့်ခြင်းလည်းဆိုလို့ရှိရင်လည်းလေ့ကျင့်လို့ရအဲ့ချိန်မှာကိုယ့်ရဲ့မျက်နှာအနေထားဘယ်လိုဖြစ်နေလဲကိုယ့်ခန္ဓာကိုယ်အနေထားဘယ်လိုဖြစ်နေလဲဒါလေးတွေကြည့်ပြီးတဲ့အခါကျမှဒါတော့ကျွန်တော်တို့ဟို ဘယ်လိုမျိုးသွားကြမလဲပေါ့အဲ့တော့အထဲမှာပြောမယ့်စကားလုံးကိုသုံးလုံးနေဘာတွေသုံးကြမလဲဘယ်လိုတွေစကားလုံးတွေပြောကြမလဲပေါ့အဓိက assertive ကတော့ကျမတို့ facts ကိုယူပြီးတဲ့အခါကျမှပြောမယ်ပေါ့နော်ဟိုကျမတို့တွေဟို အရန်ကိုချဲ့ပြီးစကားတွေပြောတာမျိုးတွေချုံပြီးစကားပြောတာမျိုးတွေအဲ့လိုမျိုးတွေမလုပ်ဘူးအရှိကိုအရှိတိုင်းပဲကျွန်တော်တို့ပြောကြမယ်ချဲ့ပြီးပြောရဲဆိုတာနင်ကအမြဲတမ်းတော့နင်ကဘယ်တော့မှမလုပ်ဖူးပါဘူးလို့ဒီလိုမျိုးတွေကျွန်တော်တို့တွေကစကားလုံးမသုံးဘူးပေါ့ဥမာအားဖြင့်ကုမ္ပဏီဝန်ထမ်းကသူကနောက်ကျလေးရှိတယ်နောက်ကျလေးရှိတယ်အဲ့ဒါကိုကျွန်တော်တို့ကမင်းကအမြဲတမ်းနောက်ကျနေတာပဲမင်းကဘယ်တော့မှအချိန်မမှန်ဘူးအဲ့လိုစကားလုံးသုံးမဲ့အစားအခုကြည်နေတာတပတ်အတွင်းမှာ နောက်ကြတာက3ရက်ရှိပြီအဲ့3ရက်လုံးကဘယ်နှမိနစ်စီနောက်ကြရဲနော်ဆိုတော့ကျမတို့ fats အချက်လက်ကိုပဲကျမတို့ယူပြီးတဲ့ခါကျမှပြောမယ်ပေါ့နော်ဒီချက်လက်ကိုနားထောင်ရတဲ့လူကကြတော့လေဒါကဟိုဒါ fats ပဲနော်ဒါရှိရှိရင်ဆိုပဲပြောနေတာချဲ့ပြီးပြောနေတယ်မဟုတ်ဒါချုပ်ပြီးပြောနေတယ်မဟုတ်ဘူးအဲ့တော့ကျမတို့ကဘာလဲဆိုတော့တစ်ဖက်လူကနေပြီးတဲ့ခါကျမှလေဒါကျမတို့အနေနဲ့ပြန်ပြီးတော့သူ့မှာပြန်စဉ်းစားလို့ရတယ်ပေါ့နော်ဒီအခြေအနေတွေကဒါအမှန်တရားဖြစ်နေတယ်ဒီလိုလက်ရှိအခြေအနေဖြစ်နေတယ်ပြီးတော့ဒီအခြေအနေတွေကကျမတို့ဘောမှာဘယ်လိုမျိုး တက်ရောက်မှုရှိတယ်ဆိုတဲ့ဟာကိုလည်းပြောပြမယ်အဲ့ဒါအိုင်စတိန်ပဲဒီလိုမြဲတဲ့နောက်ကျတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့တွေအလုံးလောက်ရတာခက်ခဲတယ်ကျွန်တော်တို့တွေအတွက်အလုံးမှာအနောက်ရှက်တွေဖြစ်တယ်သူ့ရဲ့အပြုတ်မှုတွေကျွန်တော်တို့ပုံမှာဘလို့တက်ရောက်မှုရှိတယ်ဆိုတဲ့အရာကိုကျွန်တော်ထည့်ပြီးတဲ့အခါကျွန်တော်ပြောဖို့လိုအပ်တယ်ဒါမှလည်းနားလဲမှာပေါ့မဟုတ်ရင်ထက်ခါတလဲလဲကျွန်တော်တို့မကြိုက်တဲ့အပြုတ်မှုတွေလုပ်နေနိုင်တယ် ီလိုမျိုး i statement တွေသုံးတယ် facts data တွေဝတ်သိချယူပြီးတဲ့ခါကျတော့မှအရှိအရှိတိုင်းပဲကျွန်တော်ပြောမယ်ချဲ့ပြီးပြောရလည်းမလုပ်ဘူးခြုံပြီးပြောရလည်းမလုပ်ဘူးပြီးလို့ရှိရင်ပြောတဲ့လေးသံတွေပြီးခဏဖို့နေထားတွေအကုန်လုံးကလည်းကျွန်တော်တို့လေ့ကျင့်ပြီးတဲ့ခါကျမှကျွန်တော်ပြောကြည့်လို့ရတယ်ပေါ့နော်ဒီလို assertive communication သုံးချက်အားဖြင့်ခုနကကျွန်တော်ပြောသလိုပဲကိုယ့်ရဲ့ထင်မြင်ယူဆချက်တွေကိုလည်းပုံပုံနဲ့ပြောခွင့်ရှိမယ်ဒီ assertive communication သုံးလိုက်လို့အကုန်လုံးကိုလိုချင်တဲ့ပုံစံတိုင်းဖြစ်မှာလားဆိုတော့အဲ့ဒါတော့ ဖြစ်ချင်မှဖြစ်နိုင်မယ်။ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ဒါကကျတော့ဒီဒီကိုလိုဂျင်နဲ့အတိုင်းဖြစ်ချင်မှဖြစ်ချင်တဲ့ဖက်လူပေါ်မှာလည်းမူတည်သေးတယ်ပေါ့နော်။ behavior ပေါ်မှာမူတည်သေးတယ်ပေါ့။ ကျမတို့အ ਨੇ ဆုံးတော့ဘာဖြစ်လဲဆိုလို့ရှိရင်သူရဲ့ assertive communication ကောင်းကျိုးကဒီတယောက်နဲ့တယောက်နဲ့ကြားတဲ့မှာဒီ communication စကားစကားပြောဆိုမှုကြောင့်မလို့ねပေါ့နော်တင်းမာမှုတွေကရော့ကျသွားတယ်ပြီးတော့နောက်တစ်ခါကျဘာရှိသေးလဲဆိုတဲ့အခါကျကျမတို့စိတ်ထဲမှာရှိတဲ့အရာလေးတွေကိုကျမတို့ကအရှိအရှိတိုင်းပဲပြောပြလို့ရလိုက်တယ်အဲ့ဒါကြောင့်မို့လို့လဲစိတ်ထဲမှာမကျေနပ်မှုတွေပါရရကျမတို့ဖြေလျှော့သွားတယ်ပေါ့နော်ကိုယ့်အတွက်အခက်အခဲဖြစ်နေတဲ့အရာလေးတွေကလည်းပြောပြလို့ရလိုက်တဲ့အတွက်ကြောင့်မို့စိတ်ပေါ့သွားတယ်ဆိုတဲ့ခံစားချက်ကလေးတစ်ခုရရတယ်ပေါ့အဲ့တော့ assertive communication ကတော့ခုနကလိုရုံးပိုင်းနေလုပ်ငန်းပိုင်းနေမှာတုံးတာတုံးနေ ဲ့ရတယ်လို့ကိုယ့်အတွက်အရေးကြီးတဲ့အကြောင်းအရာတွေပြောမယ်ဆိုတဲ့အခါကျလို့ရှိရင်လည်းထုတ်သုံးမယ်ဆိုလို့ရှိရင်တော့ဒါအဆင်ပြေတယ်။နီလန်းလေးတစ်ခုဖြစ်တယ်ပေါ့နော်။ပြန်ပြီးတော့မှနစ်ချောရမယ်ဆိုလို့ရှိရင်ဒီနေ့မှာ communication style ဆိုတာကကျမတို့သုံးမျိုးရှိတယ်။ aggressive ဆိုတဲ့ communication style ရှိတယ်။ဒါကတော့ကျမတို့ selfish ဖြစ်တယ်ပေါ့နော်။နောက်တစ်ခုကကျတော့ passive communication style သူများဘာပြောပြောခေါင်းငုံပြီးလက်ခံပေးတယ်ဆိုတဲ့ style မျိုးနဲ့ အဲနောက်ဆုံးတစ်ခုကကျတော့ကျွန်တော် assertive communication style ပေါ့ကိုယ့်ရဲ့ထင်မြင်ယူဆချက်တွေကိုယ့်ရဲ့ခံစားချက်တွေတခြားလူရဲ့ပြုမူကြောင်းမို့လို့ကိုယ့်ဘဝမှာဘယ်လိုမျိုးတက်ရောက်မှုရှိရဆိုတဲ့အရာလေးတွေကိုကျွန်တော်ပုံပွင့်လေးနဲ့ပြောပြတာပဲဖြစ်ပါတယ်အဲတော့ကိုယ့်ကိုကိုယ်လည်းပြန်ပြီးတဲ့အခါကျမှသုံးသပ်ကြည့်လို့ရမယ်လို့တူတယ်ပေါ့နော်ကိုကဘယ်လိုပုံစံမျိုးနဲ့ communication လုပ်နေတက်လဲတကယ်လို့ကိုယ်လုပ်နေတဲ့ communication style ကကိုယ့်ရဲ့နေလူတကွာပေါင်းသက်ဆက်ဆံရေးတွေမှာဟိုအခက်ခဲရှိနေတယ်ဆိုလို့ရှင်တော့ကျွန်မအခုပြောပြသွားတဲ့ assertive communication style လေးတွေကိုလေ့ကျင့်ကြည့်လို့ရပါတယ် ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျမတို့နောက်ထပ်စီကျမကြီးနဲ့ပတ်သက်ပြီးတော့မှတည်ရှင်တဲ့အကြောင်းအရာတွေရှိလို့ရှင်ခေါမမဝင်ရောက်ဆွေးနွေးလို့ရပါတယ်ရှင်